ဒီနေ့ဖတ်ပြမယ့်စာအုပ်လေးကတော့ The Runaway Tractor ထွက်ပြေးသွားတဲ့ဒွန်ဇက်ကလေးပေါ့နော်အဲဒီအကြောင်းလေး This is Avatree Farm ဒါရောပန်းဒီပင်ဥယျင်ခြံလေးဖြစ်ပါတယ်တဲ့ This is Mrs. Boot the farmer ဒီမှာရှိတဲ့ဥယျင်မှုဖြစ်နေရတော့ Mrs. Boot ပါ she has two children called Poppy and Sam and a dog called Rusty သူမှာတဲ့ကလေးလေးနှစ်ယောက်ရှိတယ်အကြီးမလေးကမမ Poppy လို့ခေါ်တယ်အငယ်လေးက Sam လို့ခေါ်တယ်ကောင်းလေးနော်သူတို့မှာအချစ်တော်ခွေးကလေး Rusty ဆိုပြီးတော့ရှိတယ်အညိုရောင်လေးနဲ့အမွှေးဖွားဖွားလေးနဲ့နော် Ted is the tractor driver ဦး Ted ကတဲ့ ထွန်ဆက်တီကိုမောင်းတဲ့သူပေါ့တဲ့အဲ့ဒီ Apple Tree မှာမောင်းတဲ့ဦးထက်နော် He has filled the tractor with hay သူအားတဲ့ဒီနေ့တော့တဲ့ tractor ပေါ်မှာတဲ့ကောက်ရိုးကြောက်အစ်စ်တီကို trailer လေးပေါ်မှာထည့်ပြီးတော့သူကဒီနေ့စပြီးတော့ tractor မောင်းမဲ့သဘောရှိရယ်နော် He is taking it to feed the sheep သူအဲ့ဒီ hay တွေကိုတည်သွားပြီးတော့ခြံထဲမှာရှိတယ် တိုးတွေကိုစာကြွေးဖို့တဲ့သူကတည်သွားတာပြီးတော့ပေါပီရိုဆမ်နိုလည်းလက်ပြသွားသေးတယ်နော်ဦးထက်သွားပြီဆိုတဲ့သဘောပေါ့ဟုတ်ပြီလား Poppy and Sam hear a funny noise တဲ့ Poppy နဲ့ Sam ကတဲ့ဟေးတွေထားတဲ့ကိုယ်တော်ထဲမှာဆော့နေရင်းနေတဲ့ကြီးစရာကောင်းတဲ့ထူးဆန်းတဲ့အတန်ကိုလှမ်းပြီးတော့ကြားတယ်တဲ့ကြားတော့တဲ့ဆမ်ကဆက်ဆုတဲ့သဘောနဲ့ထွက်ကြည့်တယ်တဲ့ listen said sam Sam ကပြောတယ်နားထောင်ပါအောင်နဲ့မမကြီးတဲ့နော် Ted is shouting and the tractor is making a funny noise let's go and look တဲ့သူကဦး Ted ကတဲ့អော်နေတယ်တဲ့ပြီးတော့တဲ့ tractor ကနေပြီးတော့တဲ့ထူးဆန်းတဲ့ရေစရာကောင်းတဲ့အတိုင်ထွက်နေတယ်တဲ့တို့တွေသွားပြီးကြည့်အောင်မမကြီးလို့ပြောတယ်တဲ့အဲ့မှာ Rusty လေးကလည်းအံ့ဩနေနော် They ran to the top of the hill တဲ့သူတို့တွေအားတဲ့ ဲ့ဒါနဲ့တောင်ကုန်းလေးထိပ်ကိုပြေးသွားလိုက်တယ်အဲ့မှာသူတို့တွေ့တာ tractor ရဲ့ tractor ကြီးကမိဆက်ကတော့ no နဲ့မိခိုးတွေထွက်ပြီးတော့ပြမဂုံစင်းတိုင်းတဖြည်းဖြည်းချင်းလိမ့်ဆင်းသွားတယ်အဲ့ဒါနော် the tractor is racing down the hill going faster and faster tractor တဲ့တဖြည်းဖြည်းချင်းမြန်တဲ့မြန်ပြီးတော့ဂုံစင်းတိုင်းဆင်းသွားတယ် it won't stop the shouts ted ted က အော်ပြီးတော့ပြောတယ်တဲ့သူရက်လို့မရဘူးတဲ့ဒီ tractor ကြီးကိုတဲ့အဲ့လိုမျိုးပြောရမှာနော် poppy နဲ့ sam ကလည်းအပြေးလွားလေးလိုက်တယ်လက်ညှိုးလေးထိုးပြီးတော့ rusty ကတော့အပြေးမြန်တော့ထိတ်ဆုံးမှသွားပြီးဟောင်းနေတယ်နော်ခွေးကလေးက the trailer came off တဲ့အဲ့ဒါနဲ့တဲ့အနောက်မှာပါတဲ့ trailer နော်အတွဲလေးရတဲ့ပြုတ်ထွက်သွားပြီးတော့တဲ့ chance view လေးမှာလာပြီးတော့တိုက်ပြီးတော့ haze တွေလည်းလွင်ထွက်ပြီးပြုတ်ကြကုန်တယ်တဲ့ the trailer runs down the hay and crashed into the fence fence bono chance you when tight to it tips up and all the hails falls out hay တွေအကုန်လုံးလဲပြုတ်ကျပြီးတော့ထွက်ကုန်နေတဲ့နော်မကြီးကန်းလေးတောင်လန့်ပြီးအော်ထွက်သွားတဲ့ပုံလေးပါသေးရဲ့နော်အဲ့ပုံလေး The tractor runs into the pond. Tractor နောက်ဆုံးတော့ဂုံးစင်းနိုင်ဆင်းသွားရင်ဂုံးခြေလေးမှာရှိတဲ့ ရေကန်လေးတဲ့ဟိုတဲ့ပြေးဝင်သွားပြီးတော့ tractor အိုက်ကြမှာပဲရက်သွားတဲ့သဘောရှိရနော် the tractor hits water with a great splash တဲ့ရေတဲ့ကိုပြုတ်ကြတဲ့အခါမှာတဲ့ရေပြီးအများကြီးဆင်ထွက်သွားတယ်တဲ့ the engine makes a loud noise တဲ့ engine ကလည်းစူညံတဲ့အတန်အကြီးတစ်ခုထွက်သွားတယ် then it stops with a hiss တဲ့ ရခဏနေကြတဲ့အင်ဂျီယာရက်သွားဟောတဲ့ဟစ်ဟစ်ဟစ်လို့ပြောနော်သူကအဲ့လိုမျိုးဟိုဟိုချောင်းဆိုးတလိုမျိုးလေးဖြစ်ပြီးတော့အင်ဂျင်လည်းရက်သွားတယ်တဲ့ရေကန်ထဲကိုပြုတ်ကျပြီးတော့နော် tractor အနီရောင်လေးက tech climbs down from the tractor ဦးထက်ကအဲစိတ်ပြက်လက်ပြက်နဲ့ tractor ဘွားနေဆင်းချလာတယ်သူဆင်းလိုက်တာနဲ့ဘယ်ရဲရောက်ရေထဲကိုရောက်သွားတာ နော်ရေထဲရောက်ပါပြီသူမှဖနှက်ရှိရှိပါလို့ Ted Bellas through the water and out of the pond သူရေထဲကနေရုံးကန်ပြီးတော့ထွက်ပြီးတော့ရေကန်လေးကနေအပြင်မနှဲထွက်လိုက်ရတယ်တဲ့ Poppy and Sam ran down the hill တဲ့ ပေါပီနဲ့ဆမ်ကလည်းတဲ့ဂုံစင်တိုင်းပြေးလာတာအခုတော့တဲ့ရေကန်ဇက်ကလေးကိုရောက်လာပြီတဲ့ထရက်တာမိကူးငွေတွေထွက်နေတော့เนาะသူဆက်နိုးပြီးတော့ထွက်တဲ့မိကူးတွေက black smoke တွေထွက်တာဒါပေမဲ့ engine ထွက်တဲ့ smoke တွေကြတော့ white smoke တွေဖြစ်နေเนาะတခုခုတော့ပြတ်သွားတာဖြစ်မယ်အဲမှဦးထက်ကတဲ့သူဖနက်တဲ့ရေတွေဝင်သွားတဲ့သဘောရှိတယ်နော် Ted is very wet တဲ့ Ted ကအခုတော့ တော်တော်လေးကိုဆူရွှဲသွားပြီးတော့ဖနက်ကိုချော့ပြီးတော့ရေတွေဝင်သွားလို့တဲ့ရေတွေကိုမှောက်ပြီးတော့ခါထုတ်နေရတယ်တဲ့နော် that takes off his boots and tip out of water တဲ့မှသူဖနက်ကိုချုပ်ပြီးရေတွေကိုမှောက်ထနေရတယ်။ How can he get the tractor out of the pond? သူတဲ့ဒီ tractor ကိုတဲ့ရေကန်ထဲကနေဘယ်လိုထုတ်ရမလဲစဉ်းစားနေတာတဲ့အဲ့ဒီချိန်မှာနော်။ အထရက်တာလေးရဲ့ရေထဲမှာကြံနေတယ်။ဦးထက်နာမှာပေါ်ပြီးတော့ဆမ်တို့ကလာပြီးတော့ကူညီနေဘာလုပ်ပေးရမလဲနော်။ကလေးတွေဆိုတော့လည်းဘာမှလုပ်လို့မရဘူး။အဲ့လိုမျိုးဖြစ်နေ။ဟိုးအဝေးမှာလေ tractor ကြီးမောင်းနေသေးရနော်။ဟိုးလေကွင်းလေးဟိုးဘက်ထဲမှာပြီးတော့မြင်းလေးတစ်ကောင်ကလည်းပြေးလွှားနေနော်။အဲ့ဒါ hints ပေးတာဖြစ်မယ်တိလား။အဲ့ဒါနဲ့ဘယ်လိုလဲဆိုတော့ go and ask farmer dre to help တဲ့။ဦးထက်က ပြောလိုက်တယ်တဲ့။အာ ပပိနေဆမ်မီတဲ့ farmer dre ဦး dre ကိုသွားပြီးတော့အကူအညီတောင်းပါတဲ့သူတွေ့တဲ့နော် ask someone to telephone farmer dre တဲ့ ठक farmer dre ကိုဖုန်းနဲ့ခေါ်လိုက်နော်တဲ့ပပိနေဆမ်က run off to the house တဲ့ဖုန်းဆက်ဖို့အတွက်အိမ်ကိုပြေးသွားလိုက်တယ်တဲ့ သူတို့ဖုန်းဆက်ပြီးသွားတဲ့အခါကျတော့ Farmer Dre has a big cost Farmer Dre မှာတဲ့အရန်ကြီးတဲ့တံမာတဲ့ထွားကြိုင်းနဲ့မြင်းတကောင်ရှိတယ်တဲ့နော် Zoom ခဏနေကြတော့ He walks down the hill with his horse တဲ့သူကဂုံစင်လေးတိုင်းမြင်းဖြူကြီးကိုဆွဲပြီးတော့ဖြည်းဖြည်းချင်းလမ်းလျှောက်လာတယ်တဲ့ it is a huge cart horse တဲ့အဲ့ဒီမြန်တာမန်မြင်မဟုတ်ဘူးတဲ့သူကလှဲတွေကိုဆွဲနိုင်တယ်ဗလာတောင်းတယ်အကောင်ကြီးကြီးမြင်းပါတဲ့သူ့နာမည်ကတော့ Dolly လို့ခေါ်တယ်တဲ့နော် Dolly တဲ့နော် Performer Dre မြင်းရလှလိုက်တာနော် white horse ကြီးနော် မှန်တမ်းမှာထွားကြိုင်နေကြိုးတွေလည်းပါလာတယ်သူက तू တိတယ်လေပေါ်ပီရိုဆမ်တို့ကပြောပြလိုက်တယ်သူ ted ရဲ့ tractor ကြီးရေကန်ထဲမှာ stuck ဖြစ်သွားပြီတဲ့ရက်ပြီးတော့ဆွဲထုတ်ဖို့အတွက်လိုလိုကြိုးတွေပါတည်လာတာ farmer တွေကလည်းဒါမျိုးကုညီနေကြတဲ့သူတွေပြုံးပြုံးရွှင်နေရအောင်လာတယ်သူကလည်းနော်သဘောကောင်းတဲ့ပုံပဲ ted helps with the ropes တဲ့ tat ကတဲ့အဲ့ဒီဂျိုးလေးကိုတဲ့ဂျိုးကူညီပြီးတော့ခြိပေးတယ်တဲ့သူ့ရဲ့ tractor မှာဂျိုးလေးကိုခြိနှောင်ပေးတယ်ပြီးတော့ farmer တွေကမြင်းမှလည်းအဲ့ဂျိုးလေးကိုပြန်ပြီးတော့တိုင်းပတ်ထားလိုက်တယ်တဲ့မြင်းမှအခြားဟိုတရေဂျိုးတွေလည်းပတ်တွေလည်းပါတော့မြင်းကဂျိုးကိုဆွဲနိုင်တယ်เนาะမနာဘူးသူကမနာအောင်လုပ်ပေးထားတာမြင်းကအားလည်းရှိတယ် the farmer dre ties the ropes to the cost farmer dre သူ့ဘက်ကကြိုးစားတွေကို မြင်းစီမှာလဲခြေလိုက်ပါတယ်တဲ့ that ties the other ends to the tractor tat ကလဲတခြားတစ်ဖက်အစွန်းကိုတဲ့သူ့ရဲ့ tractor မှာခြေလိုက်တယ်တဲ့နော်ဥကောက်ပြောသလိုပဲ Dolly pulls and pulls at Dolly ပြီးသွားတော့တဲ့တဖြည်းဖြည်းချင်းဆွဲတယ်ဆွဲတယ်တဲ့ pulls and pulls ဆွဲပြီးရင်ဆွဲတယ်လို့ပြောတာအဲ့လိုဆွဲတဲ့အချိန်မှာတဲ့ very slowly the tractor starts to move တဲ့တဖြည်းဖြည်းချင်းနဲ့ tractor လေးကလှုပ်လာတယ်တဲ့ Ted push as hard as he can and Dolly pulls တဲ့ဦး Ted ကလည်းတဲ့ tractor ကြီးအနောက်ကနေပြီးတော့တွန်းပြီးတယ်တဲ့အားပိုရအောင်လို့တွန်းပြီးတယ်တဲ့သူလည်းနိုင်သလောက်တွန်းနေပေါ့နော် Dolly ကလည်း at the chain နဲ့ထဲမှာ အရှိကနေဆွဲပါတယ်တဲ့ဘေးမှာကြည့်နော်မမဖော်ပြီးတော့ Sam တို့ rusty တော့လည်းအားပေးနေကြရယ်เนาะဦးထက်ကလည်းတွန်းတယ်နော် farmer dre ကလည်းမြင်းကိုသူကဆွဲပေးဖို့အတွက်ညွန်ကြားရယ်เนาะအဲ့ဒါသူမြင်းနဲ့သူကတော့အလုပ်ဖြစ်နေတာပေါ့เนาะ Ted falls over ခဏနေကြတော့တဲ့မြင်းရဆွဲနေအားရှိရှိနဲ့ဆွဲလိုက်တော့ထွန်ဆက်ကြီးကအရှိကိုဝုန်းနေပါသွားတဲ့ချိန်မှာဦး Ted ကရုတ်တရက်ကြီးပါဖြစ်သွားတော့သူကအနောက်ကတွန်းနေနဲ့လက်ကထောက်เสียမရှိတော့ဘဲနဲ့ falls over ပြုတ်ကြတာပေါ့နော် the tractor jerks forward ရုတ်တရက်ကြီးခုန်ထွက်သွားတာတဲ့ Ted falls in the water တဲ့ အူထက်ကရေတွေကိုပြုတ်ကျသွားရောတဲ့ now he is wet and muddy all over သူအခုတော့တဲ့ခုနခြေောက်လေးပဲစိုနေရနေမှာတကိုယ်လုံးကိုစိုရွှဲသွားပြီးတော့တဲ့ရှွန်းပွက်တွေလည်းပေကုန်တော့တာပေါ့တဲ့အူထက်ခင်ဗျာကြည့်ပါဦးနော်အုတ်ထုတ်ပါလွင့်ထွက်သွားတာနော်သူကရုတ်တရက်ပြုတ်ကျတော့အုတ်ထုတ်လေးလေးထဲမှာကျန်ခဲ့တဲ့ပုံစွဲပေးထားတာဟုတ်ပြီလား The tractor is out of the pond the tractor နောက်ဆုံးတော့ရေကန်တွေကနေမှအပြင်ကိုထွက်သွားပါပြီတဲ့ better leave the tractor to dry နဲ့ ီထရက်တာကိုဘာမှမပြင်ခင်တဲ့အရင်ဆုံးနဲ့6သွေးအောင်ထားလိုက်ကြမယ်ဟေးနော် farmers တွေကပြောတယ်တဲ့ then you can get the engine going again နောက်ပြီးတော့မှ engine ကိုပြန်ပြီးတော့ဆက်ပြီးတော့နှိုးကြည့်ပေါ့တဲ့ဆက်ကိုနှိုးကြည့်လို့ပြောတာပေါ့နော်အခုထက်ခင်ဗျားတော့ဆူရွှဲလို့မျက်နှာလေးရှုပ်မဲ့နဲ့သူခင်ဗျားအုတ်ထုတ်တွေပါဆိုသွားတယ်သူကြည့်ရတာအကုန်လုံးပြုတ်ကြည့်ရပြီတော့နော်ဒီမှာဘသူတွေကပြုံးနေတယ် farmer တွေကလည်းပြုံးနေတယ် เนาะ Sam ကလည်းပြုံးနေတယ် Poppy ကလည်းပြုံးနေတယ် Rusty လေးကတော့တနာနေနေတယ်ဗောနော်ဦးထက်ကိုကြည့်ပြီးတော့တနာနေတဲ့ပုံလေးဖြစ်နေတယ်ဇလန်းလေးကဒီလို Poppy and Sam ride home เนี่ย Poppy နဲ့ Sam ကတဲ့အခုတော့သူတို့အိမ်ကို Farmer Dreya ခေါ်တော့မြင်းဘွားနဲ့တက်စီးပြီးတော့လိုက်သွားသူတို့ကတော့ရမ်းပြုံတာဗောနော် မြင်းကြီးစီးရလို့ Farmer Dre lifts them onto Dolly's back တဲ့ Dolly ရဲ့ဂျော်ဂုံးမောင်းတင်လိုက်တယ်တဲ့ but Ted is so muddy တဲ့ Ooh Ted ကတော့တဲ့ရှုပ်နေနဲ့ပေးကြံနေတာနဲ့တဲ့ he has to walk တဲ့သူမြင်းပေါ်တက်လို့မရဘူးတဲ့သူလမ်းလျှောက်ပြီးတော့ပဲအိမ်ကိုလိုက်လာရတယ်တဲ့နော် ော်ဆိုနေတာလေးကိုထားဝါလေးနဲ့တုပ်ပြီးတော့ဦးထက်ကလိုက်လာပါတယ်တဲ့ခဏနေကြရင်တော့အားလုံးစင်ပြေသွားမှာပါဒီ story လေးကတော့ apetry farm မှာဆက်ချိုရင်းပြီးတော့ထွက်ပြေးသွားတယ် runaway tractor အကြောင်းဖြစ်တယ်เนาะဟုတ်ပြီเนาะဒီနေ့တော့ဒီစာအုပ်လေးပဲဖတ်ပြလိုက်ပါတယ်